မြောင်းမြဆရာတော်ဝိတုဒ္ဓာယုံရောက်စာမြမပြည်စစ်ပြည်စလွတ်လပ်ရေးမရမီအချိန်ပိုင်းတွင်ဝိတုဒ္ဓာယုံတိုက်အုပ်ဂဏီဆရာတော်ဘုရားကြီးတီဇေယတုတုပလဖြစ်တော်မူသည်ဖြင့်မာဝိတုဒ္ဓာယုံတိုက်ကြီးကို လုံးဝတာဝန်ယူအုပ်ချုပ်ရန်ဆရာတော်အားလွတ်အပ်တော်မူသည်ဆရာတော်သည်ရှင်းရှင်းဆရာတော်နှင့်တွေ့ဖက်၍ မဝိတ္တတိုင်ုံတိုက်ကြီးကိုဇကိုင်းတောင်ဝိပဿနာကျောင်းမှနေ၍အုတ်ထုတ်တော်မူသည်1331ခုနှစ်နဒေါ်လာဆန်၁၀ရက်နေ့တွင်ဆီရှင်ဆရာတော်လွန်တော်မူသည်ဖြင့်ဆရာတော်သည်မဝိတ္တတိုင်ုံတိုက်တဲ့တို့ခေတ္တအကြွားရောက်တည်င်းသောတော်မူကတိုက်တာရေးစီမံတော်မူသည်ထိုအချိန်၌ဝိတ္တတိုင်ုံတိုက်ဥကနီဆရာတော်ဘုရားကြီးသည်တက်တော်85နှစ်ရှိ၍ ်တတိတော်ချွေရင်းလျက်ရှိသည်စီရှင်ဆရာတော်လွန်တော်မူကြောင်းကိုပင်တက်အုပ်ဆရာတော်ကြီးအားလုံးဝအတိမပေးပဲထားကြရသည်ဆရာတော်သည်တိုက်တွင်းရှိကျောင်းဖုန်ကြီးစာချဖုန်ကြီးများနှင့်ညှိနှိုင်းတိုင်ပင်တော်မူပြီးမြောင်းမြပြည်စောတာယုံဆရာတော်ကိုရွှေကျင်ဏိကာယပဟုဌာနမာဝိတ္တတာယုံ တိုက်တက်တို့ ပြင့်ခေါ်ရန်စီစဉ်တော်မူသည့်အပြင်မိမိကိုယ်တိုင် ဥချုံနေချန်လျက်ရှိသောသခိုင်းတော်ဝိပဿနာကျောင်းကြီးလေအာမနေယလီအောင်စီမံတော်မူသည်1331ခုနှစ်ပြာဒိုလတွင်မြောင်းမြဆရာတော်ထံစာပေးပြီးဘုရားနာမပင့်ခေါ်ကြသည်ဘုရားနာဤပင့်ခေါ်ချက်အရာမြောင်းမြဆရာတော်သည်မိမိတိုက်တာကိုတပည့်ကြီးများနှင့်အနေတကျစီမံတော်မူခဲ့ပြီးနောက်ပါယဟန်တပါး တကားတယောက်နှင့်အတူမြောင်းမြမှရန်ကုန်ရန်ကုန်မှမန္တလေးသို့လေရင်ဖြင့်ကြွားတော်မူသည်ဝိတုဒ္ဒယုံတိုင်မှကျောင်းဖုန်ကြီးစာကြဖုန်ကြီးများသည်မန္တလေးမြို့ချမ်းမြတာစီလေစိတ်သို့မော်တော်ယာဉ်များဖြင့်သွားရောက်ကျူဆူကြသည်မြောင်းမြဆရာတော်မာဝိတုဒ္ဒယုံတိုင်သို့ရောက်ချင်ဤသို့အခါအချက်ပြေးကြေဝိုင်းထိုး၍တိုက်တန်ကအာလုံးဝိတုဒ္ဒယုံအလေတိုက်ဖျားရှင်ဆို့ ဘုရားရှင်ခိုခမ်းမအဆောင်ကြီး၌အသည့်စုယုံနေနှင့်လဲအသည့်စုယုံနေနှင့်သည်တန်ခါအားလုံးစုယုံမိခြင်းတွင်အကျိုးကားများ တိုက်တွင်းသို့ဝင်ရောက်လာကြသည်ထို့နေတဲ့နေရာဌာနပြောင်းမြဆရာတော်လာနေရရင်ပြင်းမနေမည်တို့ကသူနေတဲ့နေရာ သွားနေရင်တို့က ကြည့်ဆိုတော့မတင်ဘူးဒီတော့ဖျားဝတ်တဲ့ခမ်းမဆောင်ကြီးမှာတန်ဃာအားလုံးတစ်ပြိုင်နက်ဆုံးကြရမယ်ဟုဆရာတော်ကမင်းကြားစီမံတော်မူသည်ဆရာတော်သည်ဖျားခမ်းမဆောင်ကြီးရှိ ထေရတနအတွင်တန်ဃာများခြံရံကထိုင်နေတော်မူလျက်ရှိသည်ညောင်မြဆရာတော်ရောက်လာ၍ဘုရားရုပ်ပွားတော်အားယူသည်စွာ ရှင်းခိုးဝတ်ချပြီးဆရာတော်အားကတော်သည်ဆရာတော်နှစ်ပါးကျမ်းမာ၏ ခီးလံပန်းဤသူကိုအပြန်အလှန်မြင်မြန်နှုတ်ဆက်တော်မူကြသည်ဆရာတော်တီမြောင်းမြတ်ဆရာတော်နှင့်ဆမာမိနစ်ခတ်တွေ့ဆုံစကားပြောတော်မူပြီးမြောင်းမြတ်ဆရာတော်ကိုတည်တင်းသုံးရန်ပြင်ဆင်ထားသောထေရဝါဒခမတို့ပြင်ဆင်၍တန်ခအစီဝေကိုရုပ်သိမ်းစီတော်မူ၏နောက်တစ်နေ့တွင်ဝါဆိုးကြောင်းကြီးအပေါ်တက်အရှိတ်ဘက်ဆောင်၌မြောင်းမြတ်ဆရာတော်နှင့်တကွတိုက်နာရက်က ကျောင်းဘုံကြီးစာချဘုံကြီးများကိုအစည်းအဝေးခေါ်ပြီးဆရာတော်ကမြောင်းမြဆရာတော်ဟာငင်းငယ်စာတင်သားပွားကလေးကဒီတိုက်မှာနေခဲ့လို့ဒီတိုက်သားဟောင်းတစ်ပါးဖြစ်တဲ့နောက်မှအောက်ပြေးသွားပြီးမြောင်းမြနေမှာအတော်ကြောင်သာနာပြုနေခဲ့တဲ့ယခုမြောင်းမြဆရာတော်ကိုတိုက်ကပြန်တောင်းယူထားရတဲ့ဝိသုဒ္ဓယုံတိုက်ကအလိုရှိတော့မြောင်းမြကလည်းဝိသုဒ္ဓယုံကိုလွန်ဆန်းနိုင်မယ် မဟုတ်ဘူးစသည်ဖြင့်မိတော်မူပြီးနောက်ဝိတုဒ္ဒယံတိုက်ကြီးကိုဥစီအိုချိုရန်ဤသို့တာဝန်လွှဲအပ်တော်မူသည်ခုတပည့်တော်ကဒီတိုက်အတွက်တာဝန်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေတဲ့တိုက်အုပ်ဆရာတော်ကြီးကအသက်တော်85နှစ်အရွယ်ဦးမင်းမဆွမ်းဖြစ်နေပြီးတပည့်တော်ကလည်းအသက်80ဦးမင်းမဆွမ်းပဲဒါကြောင့်ညောင်မြဆရာတော်ကိုပဲ ဒီတိုက်ကြီးဥစည်းအုပ်ချုပ်ရန်တာဝန်ပေးပါတယ်ယုံကြည်အားကိုးပါတယ်ကေခုကြွာလာတဲ့တန်ငါတွေဘုံကြီးတွေအားလုံးစုံလင်နေတော့တန်ငါစုံပြီလို့ဆိုနိုင်တယ်မြောင်းမြဆရာတော်ယနေ့ကစပြီးဒီတိုက်သားဖြစ်ပြီးဆိုတော့အားလုံးနားလေတော့အောင်တိုက်ထုံးစံအတိုင်းဒီကပဲမြောင်းမြဆရာတော်အတွက်အာမတ်ကဆရာအဖြစ်ဆောင်ရွက်ပါမယ်မြောင်းမြဆရာတော် ရှောက်ထားစရာရှိရင်ရှောက်ထားကြဖို့ကုညီစရာရှိရင်ဝိုင်းဝန်းကုညီကြပါစကိုင်းကလည်းဝိုင်းကုညီပါမယ်ဤသို့အမေရှိတော်မူပြီးနောက်အာလုံတာရုခေါ်ကြသည်ဆရာတော်သည်မျောမြဆရာတော်အတွက်မိသူမြချောက်ဝင်ယူမရအောင်စစ်စစ်ဆက်ဆက်စီစဉ်တော်မူသည်ဆောင်ရွက်တော်မူပုံ အလွန်တည်တက်လာ၍အာလုံးရှင်ပြုံးကျင်နေကြသည်ရွှေချင်းနိကာယတန်ခအစီဝေများ ရွှေကျင်သားနာနှစ်ပေါင်း၁၁၁နှစ်အတွင်းရွှေကျင်နိကာယတန်ခါအစည်းအဝေးကြီးပေါင်း၁၀ချင်းတိတိကျင်းပပြုလုပ်ခဲ့လေသည် ထိုအစည်းအဝေးကြီးများတွင်ဆရာတော်ရွှေကျင်သားနာပိုင်အဖြစ် ရွှေကျင်နာယကကြီးကိုဦးစီးအုပ်ချုပ်တော်မူခဲ့ကျင်းပပြုလုပ်ခဲ့သောအစည်းအဝေးက၃ချိန်ရှိပေပြီးရွှေကျင်သားနာပိုင်ဖြစ်၍နှစ်နှစ်မြောက်ဖြစ်သော၁၃၁၄ခု၌ စကိုင်းတောင်မာကန်းနာယုံကျောင်းတွင် အထမအချင်းရွှေချီနိကာယတန်ခအစီဝေကြီးကိုကျင်းပပြုလုပ်ခဲ့သည်ထိုအစီဝေကြီးသို့ညွန့်နေဝီနီးပြန်ဌာနပေါင်း53ဌာနမှတန်ခကိုစလေပေါင်း900ကျော်ပါဝင်တက်ရောက်တော်မူသည်ထိုအစီဝေကြီးသို့တက်ရောက်တော်မူကြသောတန်ခတော်များတွင်ရန်ကုန်မြို့ ကျောင်းတော်ရာရွှေကျင်တိုက်တက်တော်85နှစ်ရှိရွှေဟင်းသာဆရာတော်ဖရာကြီးသည်တိတ်ခါတော်အကြီးဆုံးဖြစ်သည်ထိုအစီဝေကြီးဤပါရပါရကတန်ဒီပါရအခြေခံအစီအဝေးကို1314ခုတပေါင်းလဆယ်12ရက်နေ့တွင်ဝိပဿနာကျောင်း၌ရွှေကျင်သာနာပိုင်ဆန်ကင်းဆရာတော်ဖရာကြီးရှိတော်ဝင်ပြုလုပ်ကြသည်တရိယတန်ဒီပါရ ကိုရီအစီဝေးကိုတပေါင်းလဆန်73 74ရက်နေများတွင်မာကန်နာယုံကြောင့်၌ကျင်းပပြုလုပ်သည်အဆိုများရွေးချယ်ရေးအစီဝေးကိုမူနေ့စဉ်ည9နာရီမှ10နာရီအထိတာနာပိုင်ဆန်ကင်းဆရာတော်ကြီးအထက်၌စီဝေးတိုင်ပင်ကြသည်တာနာပိုင်ဆရာတော်ကြီးနှင့်နေမာနာယကဆရာတော်ကြီးများ၏ဩဝါဒကိုလည်း나ယူကြရသည်တပေါင်းလပြည့်နှင့်နက် စီဝေးကျင်းတွင်စီဝေးခမဆောင်ဖြစ်သောမာကဏယုံတိန်အုပ်ချောင်းတော်ကြီး၌ရွှေချင်းဏိကာယတန်နိပါရတန်ကဥပုပ်ပြုတော်မူကြသည်ထိုဥပုပ်ပြုဝေး၌မလိုင်မြို့နယ်မှတက်တော်90ကျော်အထက်ကံတော်ရဆရာတော်ကြီးကဝိနည်းဝိသက်ကပြုလုပ်တော်မူ၍တက်တော်80ကျော်ဂျော်ဒန်ဆရာတော်ကြီးကဝိနည်းပုတ်စကပြု၍ပါတိမောက် ရွတ်ဆိုတော်မူသည်မတကတဏိပါဒအထွတ်တင်အစီဝေးကို1314ခုတပေါင်းလာပြီနှင့်တနားရအချိန်မှ စတင်ကျင်းပပြုလုပ်သည်ထိုအစီဝေး၌ရွှေကျင်သာနာပိုင်ဖြစ်တော်မူသောဆံကင်းဆရာတော်ဘုရားကြီးကတဘာပိဩဝါဒမင်းကြာရ၌ဒီအစီဝေးကြီးကပြပွဲကြီးတစ်ခုနှင့်ဥပမာတူတယ် ဒီပြပွဲကြီးမှာသကိုင်းတောင်မှအတန်ကားများကမိမိတို့ရဲ့အရေးအဝါသားများနေထိုင်ကျင့်ကြံပုံများပြောပုံဆိုပုံ စားပုံတောက်ပုံများကိုပြကြတယ်။နေမလာကြတဲ့တန်ကားများကလည်းမိမိတို့ရဲ့အနေအထိုင်အပြောအဆိုစားပုံတောက်ပုံမှအစပြကြတယ်။အဲ့ဒီလိုအချင်းချင်းပြကြတဲ့အခါမှာကြည်သူကမတင်တာတွေ့ရင်အချင်းချင်းပြင်ပြကြရမယ်။ တပည့်တော်တို့ပုထုရှင်ဆိုတာက ပြင်စရာတွေအများကြီးအာရတ်ဖို့ကြမှာပြင်စရာကုန်မယ်အဲ့ဒီတော့အာရတ်ဖို့ကြအောင်အချင်းချင်း ပြင်သွားကြရမယ်စသည်ဖြင့်အချင်းချင်းညီညွတ်ရိုင်းပင်ရေးကိုအလေးနက်ပြု၍ဖော်ပြတော်မူခဲ့သည် အချင်းချင်းပြုစဉ်ပေးခြင်းခွင့်လွှတ်ဆောင်မှခြင်းဖြင့်သာ အဖွဲ့အစည်းတရက်သည်ကြီးပွားတိုးတက်နိုင်သည်ဟုသောပါတီမှဒုပ္ပစအတိတ်ခါပုတ်လာ စကားကိုရည်၍မိတ်ဆွေသွားတော်မူရာ ထိုဩဝါဒမျိုးထိုအချင်းမျိုးကြောင့်သာရွှေကျင်နိကာယတိပြန်ပွားစီကားလျက်ရှိသည်ဟုဆိုနိုင်ပေသည်1314ခုစကိုင်းတောင်၌ရွှေကျင်နိကာယအစီဝေကြီးကျင်းပပြုတော်ပြီးနောက်၄နှစ်အကြာ1318ခုနှစ်တွင်ဘကူးမျိုး၌နဝမအချင်း1325ခုနှစ်တွင်မန္တလေးမြို့၌ဒသမအချင်း အစည်းအဝေးပွဲကြီးများကိုကျင်းပပြုလုပ်ခဲ့လေသည့်ဆရာတော်ရွှေကျင်သာနာပိုင်ဘဝသည်တတ်တော်80မှာအစပြုခဲ့တော်လဲအခြားရွှေကျင်သာနာပိုင်ဆရာတော်များကဲ့သို့ဂိုင်းတာဝင်ကိုမယူနိုင်လောက်အောင်ဆရာဒုပလဖြစ်တော်မူပြီးတတ်တော်80မှာတတ်တော်ရာကျော်အထိတတိတော်ဆွေမြဲလျက်ထမြက်တော်ညံတော်ဖြင့်အရာရာမှာပင်ဥဆောင်မှု ေးနိုင်သည်မှာအလွန်ထူးခြားလာပြီးသည်ဆရာတော်ဘုရားကြီးမျက်နာတော်မှာတိန်စင်လဆန်းနှင့်ရည်စင်ဖြန်းသည့်ကြာပန်းပမာအစဉ်နန်းဆန်းကြည်ရွှင်လျက်ရှိပြီးသည်ဖူးမြင်ရသူတိုင်းစိတ်ကြည်နူးမှုရှိလာပါသည်ဟုအာရပါရပြောဆိုကြသည်နေလကရဒုက္ခအပြစ်ကင်း၍နာချမ်းသာသည့်စသည့်အရေးအသွေးများ အပြည့်ပါသောဇကားမျိုး အချင်းအခါအကြောင်းအရာနှင့်စီလျော်သောဇကားမျိုးကို ပြောတော်မူတဲ့၍ဆရာတော်အနာရောက်သူတိုင်းစိတ်ချမ်းချမ်းသာသာနှင့် လာရကြိုးနှက်ကြပြီသည်ယခုဖော်ပြခဲ့သောဒုတိထင်ရှားအရေးအသွေးများသည်ဆရာတော်ဤနှလုံးတော်၌အတွက်ရှိစွာကင်းဝတ်တည်နေသောမေတ္တာကရုဏာတတ်ဤရောင်ပြန်ဟမှုများသာဖြစ်ပေသည် မေတ္တာကရုဏာကြည်မာခြင်းအမျှော်အမြင်ရှိခြင်းလုံးဝဝိရိယမလျှော့ခြင်းတို့ကြောင့်ဆရာတော်လက်ထက်တွင် ရွှေကျင်ဏိကာယတာနာတိတခိဆန်း၍လာရပေသည်